အားလုံးပဲမင်္ဂလာပါ။ဘာမိချက်စီကနေပြန်လည်ပြန်လို့လိုက်ပါရစေ။ချက်စီတင်းနဲ့ဂျာဘူတင်းတို့ရဲ့ဝက်ပီ30ချက်ကိုပြုလုပ်သွားမှာဖြစ်ပါရစေ။ဒီလိုဒီလိုပွဲစဉ်မှာဝတ်ထွက်လာခဲ့ကြတဲ့အဲကစားကွက်အတီအကြောင်းကိုရင်ပြောရရင်ဦးမီပါအားဖြင့်တော့နေ့စဉ်သလုံးကလေးလေးသုံးသေးဆိုတဲ့ပုံစံနဲ့ဝတ်ထွက်လာခဲ့ကြရတယ်။ဒါပေမဲ့လည်းအဲပွဲစဉ်ပွဲစဉ်တွေမှာတော့အဲကစားသမားတွေ ကတူညီတဲ့ပုံစံလေးနဲ့လာသွားရတာမျိုးရှိတယ်သူတပြည့်ကျွန်တော်ချက်စီသေးနဲ့ပတ်သက်လို့ရှိရင် PC chain ဒီ on paper မှာ on paper မှာဆိုလို့ရှိရင် casino နဲ့တပည့်ပတ်ပုံစံပွဲထွက်လာခဲ့ပေမဲ့တကယ်တကယ်ပွဲချိန်ပဲမှာတော့အဲ PC chain ကဖူးဖက်နေရာကနေပတ်ပတ်ခဲ့ပြီးတော့ PC chain ရဲ့နေရာမှာ ghost တို့ဝန်ကစားသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဒီပွဲတင်ပတ်သက်လို့ရှိရင်နှစ်သိန်းသလုံးဒီအပြန်အလှန် ခွေးတွေဖန်တီးပြီးတော့တယောက်နဲ့တယောက်သင်းနဲ့တစ်သင်းထိုးဖို့ price စီမီကစားသွားခဲ့ကြတယ်။ဒါပေမဲ့ပိုပြီးတော့နိုင်လိုစိတ်ပြင်းပြတဲ့အတင်းပိုပြီးစူးစမ်းအားထုတ်တဲ့အတင်းကနောက်ဆုံးမှအနိုင်ရရှိသွားတယ်လို့ကျွန်တော်တို့ပြောရရတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒါချက်စီတင်ကဟိုဒီဖြစ်သွားတဲ့ချိန်ဒီမှာသင်းယူတစ်ခုကိုမျောမှန်းပြီးတော့တီရားလက်တစ်ခုကိုပဲ UTV ကစားသွားတာမျိုးမဟုတ်ဘဲနဲ့ဂျန်လီလေးရဲ့အချိန်ဒီမှာပါအာ တွင်းကိုတွင်းကိုရမှုအတွက်တကယ်ကိုအဲကြောက်ကြောက်ပဲကစားပြီးတော့တွင်းကိုရရှိသွားတာဖြစ်တယ်ဆိုတော့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ချီးကျူးရမယ့်ချက်စီတချက်စီတဲ့ဘက်ကနေချက်စီတဲ့ရှူတော့ကနေပြောလို့ရှိရင်ချီးကျူးရမယ့်အားလုံးပါတယ်အဲအများကြီးရှိတယ်သူသဖြင့်အဲတသိန်းလုံးဒီပါတော့ကျွန်တော်တို့ချီးကျူးရနိုင်မယ်လို့ထင်တယ်ဒါပေမဲ့ဒီနေရာမှာပုံပြီးတော့ချီးကျူးချီးကျူးကိုကောင်းတာက ဒီကျွန်တော်တို့ရဲ့ဆန္ဒပတ်နှစ်ယောက်ဖြစ်တဲ့ဗာလီယာရှိနဲ့အချင်းပေါင်းတို့ရဲ့ဒီအတွဲပေါ့နော်ပြောရရင်ကျွန်တော်ဗာလီယာရှိဆိုတာကျွန်တော်တို့ပြည်သက်တွေတော်တော်များများသဘောကျတဲ့အလမမျိုးမဟုတ်ဘူးဒါပေမဲ့ဒီနေ့ညပွဲစဉ်မှာတော့လဘဦးလေးရဲ့တိုက်စီတွေကိုအကောင်းဆုံးဟန်ကားပြီးတော့ရှင်းထုတ်သွားနိုင်ခဲ့တယ်တင်းငိမ့်နဲ့ခြေစမ်းနဲ့ကစားပြသွားနိုင်ခဲ့တယ်ဒါအပြင်အချင်းပေါင်းဒီနေ့ထိုးပြီးလောက်ပဲအာသူဒီလေသူ့ရဲ့ဟိုတက်ရှင်တစ်ခုကိုဒီနေ့ပွဲမှာ ထပ်ပြီးတော့ပြတ်တက်သွားနိုင်ခဲ့တယ်။ဆက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြည့်ရမယ့် element တွေဆိုလို့ရှိရင်တကယ်တော့ဒီ new version မှာပူရလာ racing chain တို့ရဲ့ဒီ focus တွေကိုလည်းကျွန်တော်တို့အတိအမဲ့ပြုရမယ်။အထူးသဖြင့်ကိုကြီးကိုကြီးလာရော RC J1 တရားစလုံးကအဲ defending မှာရော attacking မှာရောသူတို့နဲ့သူတို့ခြေတွေကြီးပဲဖြစ်တယ်အဲ့လိုဖြစ်အောင်ဒီသူတို့ကစားပြတ်သွားပြီတော့ဒါပြင်ကကိုယ့်လက်က mindset ကန်စီတို့နဲ့ boost တို့ပေါ့နော် boost တို့ဆိုလို့ရှိရင်ကျွန်တော်တို့ အများဖြစ်တော့ boost တို့ကိုကျွန်တော်တို့ပြည့်တတ်တဲ့သဘောမကြကြရဘူးဒါပေမဲ့ဒီနေ့ညပွဲစဉ်မှာ boost တို့စားသွားတဲ့ပုံစံကတော်တော်လေးကိုအင်းကျွန်တော်လက်ခံလို့ရတဲ့အနေအထားမျိုးသူတို့ကစားပြသွားနိုင်ရတယ်ပေါ့နော်သူတပြည့်သူ့ရဲ့ on the ball movement တွေပေါ့အဲဆို position တွေမှာသူ့ရဲ့ movement တွေအချက်စီးတင်အတွက်အများကြီးအထောက်အပံ့ဖြစ်ခဲ့ပြီးရင် on position ဘုဒ္ဓရှင်မလည်းသူကအသင်းကိုတိုက်စစ်ကိုလိုက်ပါပြီးတော့တိုက်စစ်ကိုအဲပံ့ပိုးပေးတာတိုက်စစ်ရဲ့ တိုက်စစ်ကိုလိုက်ပါပံမှုချိတ်ဆက်ကစားပေးသွားတာမျိုးလည်းကျွန်တော်တွေ့ရတယ်။အာပြီးတော့ခန်းစစ်ပိုင်းမှာလည်းခန်းစစ်ကိုလိုက်စင်းပူတဲ့အထိကစားပြသွားတာမျိုးလည်းကျွန်တော်တွေ့ရတယ်။အဲဒီဒီဝင်းမှာတော့ဂျာဝပထူကဂျာဝပထူနဲ့ပတ်သက်လို့ရှိရင်ဂျာဝပထူကအသေးစားတိုင်ရဲ့ပြဿနာလေးလည်းရှိတယ်။ပြီးတော့ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့ခြေစမ်းပြကစားသွားနိုင်တာမျိုးလည်းမရှိခဲ့ဘူးပေါ့နော်။ဆိုတော့အဓိကတော့သူ့အနေနဲ့သင်စားရောက်ခဲကတောက်လျှောက်သူ့ကိုပွဲကြီးစားနေရတယ်။ဒါပြင်ဒရာရရနေတဲ့ခြေထဲကဒီမှာ အာပွဲကစားနေရတာဖြစ်တဲ့အတွက်အဲသူလည်းခြေစမ်းကြလာပြီပေါ့နော်ခြေစမ်းကြလာပြီပြောရမယ်လောဆယ်တော့ဒီဘက်ကတော့ international break ကြီးဝင်လာမှာဖြစ်တဲ့အတွက်အဲသူအနေနဲ့နိုင်ရဲ့ပြီးွားရဖို့မျှော်လင့်မိတယ်ပေါ့ပြီးရင်မြေပွဲသမားကျွန်တော်တို့ trap ပြီးတိမဲ့ပြီးအောင်မှာ SD ပေါ့အဲ Azu Fernandez sorry you know Azu Fernandez ပေါ့နော် Azu Fernandez ရဲ့အဲအန်ဒူဘာနာလည်းဒီတစ်ခါလေးမှာနံပါတ်10 row အနေနဲ့ချက်စစ်တင်တွတ်တော့အုံးဘီဘာမှာတော့နံပါတ်10နဲ့ နံပါတ်1ရုပ်ကနေပွဲထွက်လာခဲ့ပြီးမဲ့သူတကယ်အစားသွားလာသည်နံပါတ်10မှာရောနံပါတ်8မှာပါနံပါတ်8ဘလုံးမှာပါအစားသွားခဲ့တယ်ပြီးရင်သူ့ရဲ့အဲ creativity ကိုလည်းကျွန်တော်တို့တိုက်စစ်ပိုင်းတော့တိုက်စစ်ပိုင်းမှာကျွန်တော်တို့မြင်ရရတယ်ဒါအပြင်ကိုသိခွင့်တစ်ချိန်လောက်ရှိပါတော့ကန်ဆူပြီးတော့ဟိုဘာလန့်ထိသွားလို့ဒါဘိုးဖြစ်ပြောင်းလဲသွားခဲ့တာအာသူရဲ့တိုက်စစ်လိုက်ပါပြီးတော့ဆုံးသတ်မှုလည်းကျွန်တော်တို့မြင်ရရတယ်သူတစ်ဖြင့်ဒီသွေးမှာဆိုလို့ရှိရင်ဒီဒီ ဒီတိုင်းကြည့်သွားတဲ့အလုံးမှာဆိုလို့ရှိရင်ဒါ SD ဘောင်းရဲ့တကယ်ကိုတကယ်ကောင်းလို့နဲ့ပြတ်တင်ပြဖို့မဟုတ်ဘောနော်ပြတ်တင်ပြမှုအလိုက်သွင်းအလိုက်သင်ပဲနောက်ကနေပြေးထွက်လာပြီးတော့ပြေးသွင်းဖို့ကြိုးစားခဲ့ပြီမြေဘောလုံးကနောက်ကိုနည်းနည်းလေးရောက်နေတဲ့အတွက်သူ့အနေနဲ့ကောင်းတိုက်ရတာအခက်အခဲဖြစ်ပြီးတော့ဘာတဲ့မှန်သွားတာဖြစ်တယ်ဒီအလုံးသာကိုယ်ဝင်သွားလို့ရှိရင်တော့ပွဲကဆော့ဆော့စည်းနဲ့ပြီးသွားမှာပေါ့နော်ဒါပေမဲ့ပွဲကဆော့ဆော့စည်းနဲ့ပြီးမသွားခဲ့ဘူးအဲဒုတိယပိုင်း နောက်ဆုံးမိနစ်ထိရေဝင်ရေကန်းကစားခဲ့ရပြီးတော့အနိုင်ရလက်ကိုရယူနိုင်ခဲ့တာဖြစ်တယ်။ပြီးတော့ဒီပြားနဲ့ပတ်သက်လို့ရှိရင်ဒီပြားရဲ့ဒီဒုတိယပိုင်းမှာကိုစီကိုစီလူစားလဲမှုတွေလုပ်တယ်သူသဖြင့်ဘာလီယာရှိနေအချင်းပေါင်းညို့နှစ်ယောက်ဒဏ်ရာရပြီးထွက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဘာဘူးပပအက်စစ်ကိုပို့ပြီးတော့မြင့်ပြီးတော့ကစားတဲ့အဲလူစားလဲမှုတွေသူတို့လုပ်ခဲ့တယ်။ဒါပေမဲ့ဖက်စီတင်ကလည်းအဲ မွေးကျင်စောပိုင်းမှာတန်ကင်ရောဒပန်းတင်းမာရောလိုက်ပြီးတစားပြီးနေရတဲ့ကာနာချူရဲ့ကာနာချူနဲ့နတူရူတောင်းတဲ့နှစ်ခုတလုံးကိုအဲလာလဲထုတ်လိုက်ပြီးတော့သူ့နေရာမှာကေတန်နဲ့ SD ဘောင်းဝင်လာခဲ့တယ် SD ဘောင်းဆိုရင်အဲသူ့ပွဲကစားချက်ရန်နေခဲ့ပြီးမဲ့တကယ်ပါဖော်မန့်ပြခဲ့တယ်အဲလူမှုတင်းရဲ့ခန့်စစ်ကြောင်းကိုတော်တော်လေးပွင့်လောက်ပြီးကစားသွားနိုင်ခဲ့တယ်ဒါပြင်သူကနောက်ဆုံးမှာတွင်းမှုတစ်ခုပါ သူ့ကိုသွားနိုင်ခဲ့ပါသေးရဲ့ဆိုတော့ချက်စီးသင်းနဲ့လီဗာပူးသင်းတို့ရဲ့ပွဲစဉ်ကတော့ချက်စီးသင်းကလီဗာပူးသင်းကိုနောက်ကျအနိုင်ကိုအနိုင်ကိုနဲ့နှစ်ခုတခုဆိုလဲရလနဲ့အင်္ဂလိပ်စတန်ဖူးပြစ်မှာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီပွဲဒီချက်စီးလီဗာပူးသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ညာအပွဲပြီးပွဲပြီးသုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့လောလောဆယ်ကတော့ရှေ့ဘက်မှာရှေ့လာမဲ့ပတ်တီကတော့ international break ရှိတာမလို့အဲပြည်များလေးနဲ့ခဏခွဲနေရပါဦးမယ် ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိ live ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်